အားလုံးမင်္ဂလာခင်ဗျာအခုဆိုရင်ဝမ်ချန်ပီယံရှစ်ကကျွန်တော်တို့ရဲ့မြန်မာဖိုင်တာဆိုလင်းဦးကိုပွဲတင်ပေးတဲ့အကြောင်းထုတ်ပြန်သိပေးလိုက်ဖြစ်ပါတယ်ဆိုလင်းဦးဟာလာမယ့်ဩဂတ်လ၁ရက်နေ့ကိုရောက်ရင်ဗီဒင်ဖိုင်တာလီယန်ဟာရီဆန်နဲ့ပွဲထိုးရတော့မှာပါထူးခြားတာကတော့ဝမ်ဟာဆိုလင်းဦးကိုဝမ်ပြိုင်ပွဲကြီးမှာထပ်ပြီးတော့အခွင့်အရေးပေးလိုက်တာပဲကျွန်တော်တို့1170ပြိုင်ပွဲကြီးမှာ ဆက်ဆံကိုဆိုလင်ဦးချုံလိုက်တော့ဆိုလင်ဦးအနေနဲ့ဝမ်ပြန်ပွဲမှာတော့အခွင့်အရေးမရတော့တော့ဘူးဝမ်ဖိုင်နိုင်လောက်ပဲမျောတယ်ဆိုတဲ့အချိန်မှာဝမ်ကဝမ်ဖိုင်နိုင်မှာသူ့ကိုပွဲပေးတယ်ရုရှားဖိုင်တာကော့ပ်ထွန်နဲ့ထိုးခိုင်းလိုက်တယ်ဩအဲ့တော့ဒီပွဲမှာနိုင်ရင်တော့ဝမ်ပြန်ပွဲကြီးကိုပြန်မျောလင်းလို့ရတာပေါ့ဆိုပြီးတော့တမ်နီဆိုကြီးအတွက်ရင်ခုန်ခဲ့ကြတယ်ဒါပေမဲ့တကယ်ပွဲထိုးတော့တမ်နီဆိုကြီးဟာကော့ပ်ထွန်ကိုအေးနေခဲ့ပြန်တယ် ဒီတော့ဝမ်းပြိုင်ပွဲကြီးမှာလည်းရှုံးပြီဝမ်းဖိုင်နိုင်မှာလည်းရှုံးပြီအဲ့မတိုင်ရှင်းမှာ1 Friday fight မှာလည်းနဗီလ်ကိုအရင်နေကြတော့သုံးပွဲဆက်တိုက်ရှုံးတာဖြစ်သွားတော့မလွယ်တော့ဘူးဝမ်းဖိုင်နိုင်မှာလည်းမရတော့တော့ဘူးဝမ်းပြိုင်ပွဲကြီးလည်းမရတော့တော့ဘူးဝမ်း Friday fight တော့ပြန်ဆင်းထုတ်ရပြီထင်ပါတယ်လို့ဖြစ်နေတဲ့အချိန်မှာဝမ်းက surprise တက်ရှာလိုက်တယ်1173ပြိုင်ပွဲစီဆိုလင်းကိုပြန်ခေါ်သွားတယ်အဲ့တော့ American ပြည်အောင်စုတန်ပါမှာကျင်းပရှိနေတဲ့ 1173ပြိုင်ပွဲစီကိုတွားရောက်ပြီးတော့ဆိုလင်ကပွဲရှင်ပြန်ရတော့မှာပါပင်တန်ဝိတန်းမွေထိုင်းပွဲဖြစ်ထိုးရမှာဖြစ်ပါတယ်ဗျသူပြန်ပဲဒီယန်ဟာရီစင်ကလည်းလက်ရှိမှာအချုံးနေနဲ့ပေပွန့်နေတဲ့ fighter နှစ်ပွဲသက်တိုက်ရှုံထားပြီနောင်ကိုရှုံတယ်ဆက်ဆံကိုရှုံတယ်အဲ့နှစ်ပွဲလုံးမှာဒီယန်ဟာရီစင်ကအလဲထိုးခံခဲ့ရတယ်ဒီယန်ဟာရီစင်က2024ခုနှစ်စက်တင်ဘာလမှာဆက်ဆံနဲ့ထိုးပြီးတော့ဒီ1ကို စွန့်တဲ့ဥစ္စာလက်ရှုပ်ပြီးတော့သူပြခဲ့သေးတယ်ဗျ။ဒါမှမကြသေးခင်နှစ်ရက်လောက်ကမှပဲထင်တယ်။လီယန်ဟာရီဆန်ကသူလက်ရည်ပြောင်းဖို့တော့မယ်။ဝမ်ကိုသူပြန်လာဖို့တည်ကြပြီ။ဝမ်ကသူ့ကိုစာချုပ်ပေးလိုက်ပြီ။ဒါကြောင့်သူပြန်လာမယ်။မကြခင် ပြန်လဲဆုံတွေ့ကြပါစို့ဆိုပြီးတော့ပို့စီပြီးတော့တင်တယ်။အဲ့တော့လီယန်ဟာရီဆန်လာမယ်။ဘယ်ပွဲထိုးမလဲတော့မသိဘူးလို့ရင်ခုန်တဲ့အချိန်မှာပဲဝမ်ကနှစ်ရက်ပဲကြာတယ်။လီယန်ဟာရီဆန်ကိုဆိုလုံးနဲ့ပေးတွေ့လိုက်ပြီးလို့အခုလိုသတင်းထုတ်ပြန်တာဖြစ်ပါတယ်ဗျ။ဆိုလုံးနဲ့ လီယန်ဟာရီဆန်နဲ့ပွဲကအရှုံးချင်းအပြန်ရတဲ့ပွဲအဲ့တော့ဒီပွဲမှာနိုင်တဲ့လူကအခွင့်အရေးတစ်ခုပြန်ရသွားနိုင်တယ်အဲဝမ်ဖိုင်နိုက်တို့ဝမ်ပြိုင်ပွဲတို့မှာဆက်ထုတ်ခွင့်ရတာမျိုးဖြစ်သွားနိုင်တယ်ရှုံးတဲ့လူကတော့ဝမ်ဖရိုက်ဒေးဖိုက်တို့အမျိုးပြန်ဆင်းထုတ်ရတာမျိုးဖြစ်သွားနိုင်တယ်ဗျဆိုလိုအနေနဲ့ရှေ့ရပွဲစဉ်တွေမှာဖြစ်ပျက်ခဲ့တဲ့ hydrogen test ချက်ရှုံးတာတွေလည်းမဖြစ်ဖို့ဒီပွဲမှာဂရုစိုက်ရပါလိမ့်မယ်ဆိုလိုအနေနဲ့မာကုံပြတယ်ဆိုင်ထိုးပြိုင်ထိုးဆိုတာတွေထက်ဒီပွဲမှာတော့ အမှတ်နဲ့အနိုင်ဖို့ဘယ်လိုပြင်ဆင်ထားရမလဲဆိုတာတွေကိုလေ့လာရင် ပိုပြီးကောင်းမွန်ပါလိမ့်မယ်။ပြန်ပွဲကျင်းပဖို့ကငားလာအောင်လုပ်သေးတဲ့အတွက်ဆိုးလုံးအတွက်အချိန်လုံးလုံးတော့ရပါတယ်။ဒီပွဲမှာတော့အကောင်းဆုံးပုံစံတစ်ခုကိုထုတ်ပေါ်ပြသပြီးပရိသတ်တွေအတွက်နိုင်ပွဲတစ်ပွဲသူ့အတွက်လည်းအခွင့်အလမ်းကောင်းမဲ့နိုင်ပွဲတစ်ပွဲကိုဆိုးလုံးဦးပြန်လည်ရယူပေါ်ဆောင်နိုင်ပါစေလို့ဒီနေ့အားနဲ့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။ကြည့်ရှုအားပေးပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။